င်ရေးပူပေါင်းတပ်ဖွဲ့တွေကခရိုင်အစစ်စစ်စင်ရေးအဖြစ်မန္တလေးတိုင်းမြင်းကျန်ခရိုင်ထဲမှာရှိတဲ့တောင်သာနထိုးကျေးမြင်းကျန်ငစွန်စီမီကုံစတဲ့မြို့နယ်တွေကစုစုထိုင်းစကန်တွေကိုကြပြိုင်နဲ့ထိုးစစ်စင်တိုက်ခိုက်နေတဲ့တရက်အတွင်းစုစု50ထပ်မနဲ့တိစုံခဲ့တယ်လို့ဒေသခံတော်လိုင်းသတင်းမြစ်တွေကပြောပါတယ်။မေလ15ရက်မနေ့ပိုင်းကစတင်ပြီးတော့စီမီကုံမြို့ရက်စကန်မြင်းကျန်နယ်ကြောက်ပြုတ်ရွာပြူစကန်မြင်းကျန်မြို့ပေါ်အမှတ်18ရက်ကွက်စုစုစကန် တောင်တာနယ်နမ်းမြင့်တောင်ကြားစကန်နဲ့ထနောင်းကုန်းရွာပြူစကန်နထိုးကြီးမြို့နယ်ကဝလူရဲစကန်ထန်းစင်မြောက်ရွာအနီးမှာရှိတဲ့တရုတ်သဘာဝတန်းငွေပိုက်လိုင်းဆောက်စကန်ငစုံမြို့ပေါ်ကထွေအုပ်ယုံအစရှိတဲ့နေရာတွေကိုတပြိုင်နဲ့ထိုးစစ်ဆင် တိုက်ခိုက်နေတာပါအဲ့ဒီတိုက်ပွဲတွေအတွင်းစုစုပတ်က50ခန်းတည်သလိုမြင်းချံမြို့ပေါ်စေယုံမှာဒဏ်ရာတဲ့စုစုတွေအများအပြားရောက်ရှိနေပြီးပြူစောဒီကောင်းဆောင်တီရာယုမွန်အိမ်မှာလည်း ရုပ်အလောင်းတွေအများအပြားပြင်ဆင်ထားတာတွေ့ရတယ်လို့ရင်းချန်လူလူလှုပ်ရှားမှုကော်မတီကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွင်ဒေါ်လာရေးတပ်ဖွဲ့တွေကအသာစီးနဲ့တိုက်ခိုက်နိုင်ခဲ့ပေမဲ့အထိနာတဲ့စုံစုကလေကြောင်းနဲ့အကြိမ်များစွာဘုံကျဲပစ်ကူပေးပြီးလက်နက်ကြီးနဲ့ပါပစ်ကူပေးတာတွေကြောင့်တော်လန်ရဲဘော်တွေကကိုအူကြဆုံးထားပါတယ်။ရင်းချက်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တို့နဲ့ရင်းချက်တိုက်နယ်သုံးငကနေပြောက်ကြားတပ်ဖွဲ့က ရဲဘော်နှုတ်ဦးကတော့ကြောက်ပြုတ်ရွာပြူစောဒီစကန်သိန်းတိုက်ပွဲမှာတော်လိုင်းရဲတပ်တွေကစကန်သိန်းကနီးမှစုံစုကင်းမုံကပြစ်ခတ်ခဲ့ရကြောင်းကြာဆုံးခဲ့ရပြီးရဲဘော်၃ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။အလားတူစီမီကုံရဲစကန်သိန်းတိုက်ပွဲအတွင်းငင်းချန်ခရိုင်တရင်ခွန်0ပျောက်ကြတပ်ဖွဲ့ကရဲဘော်6ဦးလဲနေရင်ဘုံကျဲခံရတာကြောင့်ကြာဆုံးသွားတယ်လို့အဲ့ဒီတရင်ကောင်းဆောင်ကိုတက်ကြီးကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေလို့ကြာဆုံးခဲ့ရတဲ့တော်လင်းရဲဘော်တွေရဲ့ရုပ်လောင်းတွေကိုတော့ပြန်မရခဲ့ဘူးလို့ဆိုပါရယ်